လုံအောင်သွားမယ်ဆိုပြီးတော့တိတိကျကျကိုပြောသွားရှိတယ်။တကယ်တကယ်ဆိုရင်ပါလက်စတိုင်းတီတောင်သွားစရာမလိုဘူးပေါ့နော်။ထိုင်းမြန်မာနယ်စပ်လောက်သွားလိုက်တယ်ဆိုရင်တောင်မှဒါကိုမြန်မာတွေရဲ့တချို့အကျုံအခက်ခဲရှိတဲ့သူတွေအတွက်ဒီအားတက်စရာလေးတစ်ခုပေါ့။ ဒီနှစ် Miss Grand International မှာထူးခြားတာတစ်ခုကကြတော့သူတို့ရဲ့ mission ဖြစ်တဲ့ဒီ stop the war and violence ဆိုတာကိုဒီနှစ် serious ဖြစ်ဖြစ်လေးလေးနက်နက်လုံဆောင်မယ်လို့ထင်မြင်ရတယ်ပေါ့နော်အရင်နှစ်တည်တော်ကသူဒီကိစ္စရပ်တွေကိုမလုပ်တာဒီ stop the war and violence စစ်မှတ်တဲ့အဓိကယုံရပ်တန့်ရေးအတွက်သူအလှမယ်တွေကိုအဲ့ဒီအာစစ်ပေးဆောင်စခန်းတွေကိုမစင်လွတ်တာဆိုလို့ရှိရင်တိတ်ပြီးတော့မတွေ့ရပါဘူးเนาะ activity မတွေ့ရဆိုလို့ရှိရင် chain အာ၄၅နှစ်လောက်တော့ကြာသွားရလို့တော့ထင်တယ်ပေါ့เนาะ အာဆိုတော့ဒီနှစ်မှာဒါကိုဘာကြောင့်ပြောရလဲဆိုလို့ရှိရင်ဒီတနေ့တုန်းကလောက်တဲ့ discussion မှာဆိုလို့ရှိရင်သူ့အနေသူ့ရဲ့ဒီ Mr. Nawaz ရဲ့မိခွန်းတော်တော်များများ stop the war and violence ဆိုတဲ့ how to stop the war တို့ဒီလိုမျိုးပေါ့နော်အာ how to you get back to the society တို့ဒီလိုမျိုးမိခွန်းတွေကိုသူများသွားဖြင့်သွားတွေ့ရတယ်ဒါအပြင်ဒီပါလက်စတိုင်းလှမ်းမယ်နဲ့စကားပြောတဲ့အခါဆိုလို့ရှိရင်ဒီနှစ်ဟာပါလက်စတိုင်းထိသွားပါလက်စတိုင်းကစစ်ဘေးရှောင်စကန်တွေထိသွားပြီးတော့အကူအညီပေးဖို့အတွက်ဂတိပေးသွား လုံးဝအောင်သွားမယ်ဆိုပြီးတော့တိတိကျကျကိုပြောသွားရှိတယ်။ဆိုတော့ဒီလိုမျိုးတွေးမိတာလေးတွေပေါ့နော် တကယ်တကယ်ဆိုရင်ပါလက်စတိုင်းတိတောင်သွားစရာမလိုဘူးပေါ့နော်။ထိုင်းမြန်မာနယ်စပ်လောက်သွားလိုက်တယ်ဆိုရင်တောင်မှဒါကိုမြန်မာတွေရဲ့တချို့အကျုံအခက်ခဲရှိတဲ့သူတွေအတွက်အထောက်ပံ့တစ်ခုလေးဖြစ်မယ်ဆိုလို့ရှိရင်ဒါဟာဒီအားတက်စရာလေးတစ်ခုပေါ့။ဆိုတော့ဒီလိုမျိုးတွေးမိတာလေးတွေဒီနှစ်ဂျကီဆိုဖီးယားအနေနဲ့ပေါ့နော်။ဘယ်လောက်ထိသူစမ်းဆောင်နိုင်မလဲဆိုတာကိုလည်းတွေးမိတယ်။ဘာလို့လဲဆိုတော့ အရင်နှစ်တည်တော့ကဒီ Miss Grand International ကဒီ Stop the War on Violence ကိုမေ့ထားခဲ့တဲ့အခုနှစ်တွေရှိတယ်။အဲ့ဒီမှာမှဒီနှစ် Stop the War on Violence ကိုသူကလှုပ်တော့မယ်ဆိုတဲ့အနေထားမှာကြတော့မြန်မာနိုင်ငံကအရင်နှစ်ကောင်ကပြဿနာဖြစ်ခဲ့ဘူးတယ်။ဆိုတော့ဒီသူ့အနေနဲ့ဒီဟာကို serious ဖြစ်ဖြစ်လုပ်မယ်ဆိုလို့ရှိရင်ဒီထိုင်းမြန်မာနယ်စပ်ကစစ်ပေးချောင်စခန်းကသူတွေစီကိုဒါအဲ့လိုမျိုးအကူအညီဖြစ်ဖြစ်ပေါ့နော်တခခုအဲ့လိုမျိုးရမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့။ဆိုတော့ အဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီနှစ်ကဒီ Miss Queen International အနေနဲ့သူ့ရဲ့ mission ဖြစ်တဲ့ stop the war and violence စစ်မှန်တဲ့အဓိကယုံရတဲ့အရေးအတွက် action ကိုပါဇက်အပြုံးမဟုတ်ဘဲနဲ့မြင်တွေ့ရမယ်လို့ယူဆထားတယ်